ပြောလို့မရတဲ့သူတွေကိုပြောနေရခြင်းကလည်းအလွန်စိတ်ပြည့်စွာငင်းဝေးစရာအလုပ်တစ်ခုပါပဲတချို့ကောင်းဆောင်တွေတင်းအုပ်တွေခုံကြီးတွေကလည်းပြောနေရတယ်ပြောပြီးမှလည်းလူတွေကဒီလိုမျိုးကြွဲပါစောင့်တီးလို့နားပဲနားထောင်ပြီးတော့အော်ဟုတ်သားပဲဆိုပြီးတော့ ပြောတဲ့ဟာတွေကမလိုက်နာနိုင်တဲ့အရာတွေလည်းပါတာပေါ့လေအဲ့ဒါအကြောင်းမလိုက်နာနိုင်တော့လို့လုံနိုင်မှုပေါ့ဒီနေ့ကျွန်တော်ဒီပတိန်မြို့ကန်သုံးစင်မှာစပိန်စီးတယ်စပိန်လေးစီးတော့ဘာဒီဆမ်ပုတ်လေးတွေအများကြီးတွေ့တယ်ဗျာတော်တော်တတ်တတ်ရလှုပ်ထားတာပဲဒီ2021ကနေ2024အတွင်းမှာဟေယဝတီတိုင်းကိုလက်ဆောင်ပေးတာပေါ့လေ အာကစားသိပ်ပန်နဲ့မြို့ဒီဘက်မှာရှိတယ်အကြီးကြီးပဲစောက်နေတာအာကစားယုံနဲ့ရေကူးကန်အေးရမကြီးပဲကျွန်တော်လူဘောလုံးကွင်းတစ်ကွင်းစာလောက်ရှိတယ်စောက်အောင်ကြီးရပတ်စံတော့တော်လေးကိုကုန်ပါပဲအဲ့ဒီမှာစောက်နေရှိတယ်ရေကူးကန်ဒိုင်မင်ထိုးတဲ့စင်ရှိတယ်လူတွေရေကူးတဲ့နေရာရှိတယ်ကလေးကစားတဲ့ရေကူးကန်တော့မရှိဘူး နောက်ကန်သုံးစင်ဆိုတဲ့ဟာကိုလည်းလုံနှက်လက်ပပဖြစ်အောင်လှုပ်ထားကြတယ်ဟာတစ်ပင်တစ်ခုမှဆိုရင်လည်းဥမာကျွန်းပင်ဆိုရင်ကျွန်းပင်ဆိုင်ဖို့စာစာတန်းလေးစိမ့်လေးနဲ့အမိုက်မပြည့်ရတန်ဝင်9000ဆိုတဲ့စာလဲမကြခင်ကတွေ့ရတယ်တန်ငွေကြည့်ရင်တန်ငွေ9000တန်ငွေဆိုပြီးတော့ပြီးတော့အဆောက်အုံလေးတစ်ခုတွေ့သေးတယ်တန်ငွေဆောင်ရံဌာနတ လမ်းလေးတွေကလည်းတော်တော်ကရင်းကြီးဟိုကရင်းတောင်ဖြစ်လို့ဘက်ဖိုးကြီးတစ်ခုတွေ့တယ်ကန်တုံးစင်မြေတွေကိုကော်ပြီးတော့ကော်နေတဲ့ကန်တုံးစင်ကိုနင်းနဲ့ကော်ပြီးတော့အဲ့ဒီမြေကြီးတွေကိုကန်တုံးစင်ဘေးနားလေးမှာထပ်ပြီးတော့မြေဖို့တယ်ဘောတော့အပန်းဖြေဖို့ရရင်မြေနေရာလေးတွေချဲ့တယ်ပေါ့လေအဲ့လိုမျိုးနေတဲ့ထန်ကုန်ရောင်စုံလေးတွေနဲ့လှလပပပဲကလေးကစားစရာ ယုံကလေးစားကွင်းဟိုတစ်ခါရေဒူမနဲ့အပန်းဖြေတွေအားလူတွေလေ့ကျင့်လေ့ကျင့်တဲ့နေရာလေ့ကျင့်ကအဖိုးကြီးအဖွားကြီးတွေလေ့ကျင့်တဲ့နေရာကားပတ်ကင်းဆိုင်ကဲစစပိန်တော့မဝင်ရတဲ့သဘောရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့စပိန်လေးကိုတွန်းပြီးလာတော့ကျွန်တော်ဟိုအေးကားပတ်နယ်လေးရောက်တော့ဝန်ထမ်းတစ်ယောက်ကလာပြီးတော့စပိန်ကိုမရက်ပါနဲ့ ဒီမှာလာရက်ပါလို့ပြောတာအဲနဲ့စီပင်ဝင်တန်းနဲ့သူ့ရဲ့ဆရာစီပင်ဝင်တန်းနဲ့ကျွန်တော်နဲ့စကားစမီနည်းနည်းပြောလိုက်ရတယ်ဆိုတော့သူကပြောတယ်ဘင်းကတော့တွန်းလို့ရပါတယ်တဲ့စီရာစီဝင်နာမပြူတာပါဆိုပြီးအဆင်ပြေတော့ကြတယ်ဗျကျွန်တော်ကတော့ဝင်ပေါက်မှာစပိန်ဆန်ကယ်မဝင်ရလို့ရေးထားရင်မဆိုးဘူးလို့မစည်းရပါဘူးဘလို့ပြောဒီကန်သုံးစင်း နေအားတော့တော်တော်လှက်လှက်ပပလေးဖြစ်လာတာပဲသူငွေကြီးအကုန်ကြက်ခံတဲ့ကမ္ဘာတန်ရှင်းကြီးတွေဒီပဲစီးတွေလဲတော့ကမ္ပလန်ကလည်းတော်တော်လေးကိုတန်ရှင်းနေတယ်မင်းတိုင်းမှာဟိုအတွင်းကန်သုံးစင်းကတော့အပန်းဖြေစခန်းဆိုတော့ပတ်စံပေးဝင်ရတယ်အခုအပန်းဖြေစခွင့်ကတော့ပတ်စံမပေးရဘူးပေါ့လေ